ဒုတိယပွဲမိုးထက်အောင်နဲ့ compound noise ထိုင်းတန်နဲ့ပြောမယ် compound noise ဒုတိယမြောက်ထိုင်းကစားသမားနဲ့တွေ့ရတဲ့ပွဲပေါ့မိုးထက်အောင်ကြောင်းအောင်တော့တိပိသားဆိုတော့ထိုင်းကြောင်းအောင်ပြောမယ် compound noise ကမိုးထိုင်းသမားစစ်စစ်ပါ April လကမှ sunrise ကိုအမှန်နဲ့နိုင်သွားသေးတယ်တက်ကွက်စုံနဲ့လက်သီးဒူးချေ clinch chicken jack အကုန်ပြည့်စုံနဲ့အမှန်လဲယူတတ်တယ်မိုးထက်အောင်အတွက်ဆိုရင်မလွယ်ပါဘူး ရောရမှာပါမရှိရှိတဲ့အားနည်းချက်ကိုပြောပါဆိုရင်တော့ပါဝါအရင်မရှိတာပါဒီလောက်ပါဝါနဲ့တော့ကိုရီကရင်လေးကိုကြားနိုင်ဖို့တော့ခက်တယ်ဆိုတော့ဒီလောက်ပဲတွေ့ထားတယ်ကျန်တဲ့ပိုင်းကတော့ဒီ level မှာရှိတဲ့လူတယောက်အနေနဲ့ဆိုရင်တော့ပြည့်စုံတယ်ဟုတ်ပြီစာအုပ်အဟောင်းကြီးကိုကျွန်တော်တို့ပြန်လှန်ရရင်ကရင်လေးမိုးထအောင် ရင်ထိုးအောင်ပါနောက်ဆုံးပွဲလိမ့်နေကြတဲ့ပွဲတုန်းက game plan ကိုမှတ်မိမယ်လို့ထင်တယ်အဲ့ဒီတိုင်းပြန်ထွက်လာပါဟာမင်းကလိမ့်နေကြတဲ့ပွဲမှာရှုံးခဲ့တာဘာလို့ဒီ plan ပြန်သုံးခိုင်းတာလဲဆိုရင်မတူဒီပွဲမှာက deep plan ပြန်သုံးမှနိုင်ပါပါလိမ့်နေကြတဲ့ပွဲတုန်းကအတိုင်းတောက်လျှောက် pressure ပေးပြီးဖိထိုးပါ ထိုးလိုက်ပြန်တယ်လိုက်မလုပ်ပါနဲ့၃မိနစ်အပြည့်အချီဆတာနဲ့တောက်လျှောက်လိုက်ပြပါ street fight ဆန်ဆန်ထိုးပါရှိုးတာတင်ထားပါလက်လုံးဝမကြပါနဲ့တတ်နိုင်တဲ့လောက် high cut နဲ့ဆော့ပါထိုင်းကစားသမားတွေကအရက်မောင်းအတူတူလောက်ဆိုမှ reach မှာကထိုင်းကစားသမားကတားတယ်အဲ့တော့ကိုယ့်ဘက်ကပြင်ဆင်ထားရမှာက၉မိနစ်လုံးအချီပြ pressure ပေးပြီး like cut ဆော့နိုင်ရင်နိုင်နိုင်ပါတယ်မဟုတ်ရင်တော့မလွယ်ဘူးခွာဆော့နေမယ်ပြန်တည်ပြီးတော့ထိုးလိုက်ပြန်ခွာလိုက်ဆိုရင်တော့ရှုံးမယ် ဒီပွဲမှာလည်းလက်သီးပိုင်းအဓိကပါပဲရိုးရာကစားသမားတွေကကျွန်တော်အကြံပေးနိုင်တာကလက်သီးပိုင်းပဲရှိပါတယ်ဒါပဲအားသာတာမဟုတ်လို့ပါဆိုတော့လက်သီးပိုင်းကိုမျက်နှာဘိုင်းကြီးပဲထိုးနေရတဲ့ body လေးကိုနှိုင်လိုက်မျက်နှာကိုထိုးလိုက်လို့ပါတက်လုံးအပြည့်ပြင်ဆင်လာပါရှိလာပါစေအချီပြည့်လည်းယုံနိုင်ပါစေဒါဆိုရင်တော့မျောလင်းလို့ရပါတယ်အမှန်နဲ့နိုင်ဖို့နည်းနည်းလေးခက်မယ်အ ਨੇ စုံတော့တစ်ခါကြောက်အောင်ထိုးထားနိုင်မှပဲမျောလင်းလို့ရမယ်လွယ်ကူတဲ့ပြိုင်ပန်းမဟုတ်ဘူးရှယ်ယုံရမယ် pressure ဆောင်ရမ်းပေးနိုင်ရမယ်တက်လုံးဆောင်ရမ်းကောင်းရမယ်စားတော်တော်လေးရှိရှိနဲ့ဝင်ရဲထွက်ရဲရင်တော့ ိုင်နိုင်ပါတယ်အဲ့လိုမဟုတ်ရင်တော့အမှန်နဲ့ရှုံးနိုင်ပါတယ်ဆိုတော့ကြံကောင်းပါစေမထအောင်ရေဟုတ်ကဲ့ကျွန်တော်နေရောတာပါ channel msn ပါတတ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code msn wage ကိုသုံးပါ